ိုင်းမှာအခုလိုဘန်ကတ်တုံးတဲ့သူတွေအတွက်အရေးကြီးတဲ့တဲ့ခုဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီတဲ့ရင်ကတော့2မျိုးထွက်တာပါเนาะအဲ့ဒါကတိတိကျကျပြောရမယ်ဆိုရင်တော့ဒီ6လပိုင်းရောက်တာနဲ့ကျွန်တော်ကဘန်ကတ်တွေအကုန်လုံးကိုသူကလော့ချမှာဖြစ်ပါတယ်သူကကျွန်တော် application နဲ့ကျွန်တော်တို့ချိတ်ထားတဲ့သူတွေအားလုံးအတွက်တော့ဘန်ကတ်ကျွန်တော်တို့ဒါလော့ချမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီထိုင်းနိုင်ငံမှာဒီငွေပေါ့เนาะဘန်အကောင့်နဲ့ငွေလိမ်တဲ့သူတွေအရန်များတယ်တချို့တော့သူတွေကြတော့ကိုယ့်ရဲ့ဘန်ကတ်မဟုတ်ဘဲနဲ့တခြားသောဘန်ကတ်တွေကိုယ့်ရဲ့မိတ်ဆွေဘန်ကတ်တွေယူပြီးတော့မှငွေလိုက်လိမ်တဲ့အခါမှာကျွန်တော်ပြန်စစ်တဲ့အခါမှာလိုက် လန်စစ်စီးတဲ့အခါမှာအခက်အခဲတွေအများကြီးဖြစ်စေနိုင်တယ်။ဒါကြောင့်မို့ထိုင်းရဲ့အစိုးရကနေပြီးတော့ကျွန်တော်တို့ကဒီဘဏ်ကိုအခုဆိုရင်ကိုယ့်ရဲ့ passport နဲ့ကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့အတိအကျပြန်ပြီးတော့မှမှန်ကန်ကြောင်းဒီကျွန်တော်ဘဏ်ရုံးမှာသွားပြန်ပြီးတော့ပြောတဲ့အခါမှာကိုယ့်ရဲ့ဘဏ်ကိုပြန်ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့လုံးဝတော့တအားရတော့စိတ်ပူစရာတော့မလိုတဲ့အချက်ပေါ့နော်။ဒါကတော့ကျွန်တော်တို့တကယ်ဘဏ်သုံးတဲ့သူကျွန်တော်တို့ဒီထိုင်းနိုင်ငံထိုင်းနိုင်ငံမှာပေါ့နော်။သုံးဆွဲတာများတဲ့ဒီ Casino ဘဏ်ကိုပဲအဓိကသုံးတာဖြစ်ပါလေ။အဓိကတော့လူတိုင်းမှာတော့ကျွန်တော်တို့ဒီအများအားဖြင့်နှစ်ကြာလာနဲ့မြဘဏ်ကတော်တော်များတော့ရှိကြမယ်လို့ယုံကြည်ပါတယ်။ဒါကြောင့်မို့ကျွန်တော်အဲ့လိုမျိုးကိုကဘဏ်ကျသွားတယ်ဆိုရင် မှာယုံကိုကိုယ့်ရဲ့ passport ကိုယ့်ရဲ့ဒီကျွန်တော်တို့ဖုန်းနံပါတ်နဲ့သွားပြီးတော့ပြန်ရှောက်လို့ရတာဖြစ်ပါနောက်တစ်ခုကတော့ဒီတည်နှစ်ခုထပ်ပြီးထွက်လာတာကဒီကျွန်တော် visa အစ်စ် passport အစ်စ်တွေပေါ့နော်ကျွန်တော်2024နဲ့2025မှာကျွန်တော် visa တစ်နှစ်ရထားပြီးတော့မှာ ဒီအာမခံချက်တွေနဲ့ဘန်ကပ်ဖွင့်ထားတဲ့သူတွေကိုလည်းအခုကပြန်ပြီးတော့ဒီတော့ဘန်ပိတ်မယ်ဆိုပြီးတော့တည်င်းနေလဲထွက်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကပတ်စံဘန်ကပ်ထဲမှာအများကြီးမထည့်ထားဖို့အတွက်အဓိကတတိပေးတာပေါ့နော်အတိပေးချင်ပါတယ်ခင်ဗျာဒါကြောင့်မို့အခုရက်ပိုင်းမှာဆိုရင်တော့အများကြီးကိုကဘန်ကပ်ထဲမှာပတ်စံတွေအများကြီးကျွန်တော်တို့ဒီလာကုန်ပေါ့နော်ဒီ33ရက်လောက်ဆိုရင်တော့ကိုကတေးကြတယ်ကိုရဲ့ဘန်ကပ်ထဲမှာရှိတဲ့ဘန်ကောက်ထဲမှာရှိတဲ့ပတ်စံတွေကိုအပြင်ကိုထုတ်ထားစီချင်ပါတယ်ခင်ဗျာအဲဒါပေမဲ့အကုန်လုံးတော့မထုတ်နဲ့အဓိကတတိထားမှာကကျွန်တော်တို့ဒီဘန်သုံးတဲ့သူတွေကကျွန်တော်တို့အရေးကြီးဆုံးကကိုရဲ့ဘန် အာအကောက်ထဲမှာဗောနလုံးလုံး0ဖြစ်အောင်ထားလို့မရပါဘူး0ဖြစ်အောင်ထားတာနဲ့ကျွန်တော်တို့3ရက်အတွင်းထဲမှာဘန်အကောက်ပါပြတ်သွားပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်အနေဆုံးတော့ကိုကနည်းနည်းလေးကျွန်တော်တို့က20ပဲဖြစ်30ပဲဖြစ်တာအနေဆုံးထားလို့ရတရားထားလို့ရ200ထားလို့ရလုံးလုံး0ဖြစ်ထားမယ်ဆိုရင်ဘန်ကက်က3ရက်အတွင်းထဲမှာလည်းပြတ်သွားနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ ရှိနေတဲ့ပတ်စံဆိုကျွန်တော်တို့ဒါအခုဒီရက်ပိုင်းထဲမှာဒီလာကုန်ကန်ဒီမှာကျွန်တော်အလုံးဒီကိုယ့်ရဲ့အပြင်ကိုထုတ်ထားဖို့အတွက်အသိပေးခြင်းပါလေဒါလို့ဖြစ်လာခဲ့တယ်ဆိုရင်တော့မှကိုကပတ်စံပြန်ထုတ်ရအခက်ခဲမရှိအောင်လို့ပေါ့နော်ကျွန်တော်ဒါလွယ်ကူအောင်လို့ဒါပြီးပြောပြပေးတာဖြစ်ပါလေအလုံးမဲဒီဘန်အောက်တုံးတဲ့သူများအလုံးကိုအသိပေးလက်စီကန်ပေးခြင်းပါလေဒီကာစီကွန်ဘန်တစ်ခုတည်းမဟုတ်ပါဘူးတခြားတော့ဘန်အာတုံးနေတဲ့သူပေါ့နော်ဒါ SCB ဘန်လို့ရှိမယ်ကရုံတိုင်းဘန်လို့ရှိမယ်ကျွန်တော်ဒီအများကြီးပေါ့နော်ဒီဘန်ကောက်ဘန်တွေအများကြီးတုံးနေတဲ့သူတွေတော်တော်များများရှိပါလေထိုင်းနိုင်ငံမှာဒါကြောင့်မို့ကျွန်တော်ဘန်တုံးဆွဲတဲ့သူများအလုံးဒီရက်ပိုင်းမှာနည်းနည်းကျွန်တော်တို့ပို့ပြီးတော့မှ ကိုယ့်ရဲ့ဘန်ကတ်လေးတွေကိုဘန်ကောက်တွေကိုပို့ရအထူးပြုစိုက်ပြီးတော့မှကျွန်တော်ပတ်စံလေးတွေအပြင်ဆုံးထုတ်ထားဖို့ပြောချင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ